အောင်မြင်မှုရဲ့ပထမဆုံးရန်သူဟာကျောက်စိတ်ပါကျောက်စိတ်ဟာလူခန္ဓာကိုယ်ကိုပင်ပန်းနွမ်းနယ်စေပြီးတော့တခါတလေမှဆိုရင်ကျောက်စိတ်ကြောင့်ခန္ဓာကိုယ်ရဲ့စိတ်ပိုင်းတွေဟာပုံမှန်လုံမလုံကြတော့ပါဘူးကျောက်စိတ်ဟာလူအသက်ကိုတိုးစေပါတယ်တကယ်ကိုကျောက်စိတ်ဟာအဆိုးဖြစ်စေရမှာစွမ်းအားကြီးပါတယ်ကျောက်စိတ်ကြောင့်လူသန်းပေါင်းများစွာဟာသူတို့ဘဝမှာကြီးကြီးမားမားအောင်မြင်မှုတွေမရကြပါဘူးသူတို့ဘဝမှာသူတို့လိုချင်တာတွေဖြစ်ချင်တာတွေမရအောင်တားဆီးနေတဲ့အရာဟာကျောက်စိတ်ပါအခုကြောက်စိတ်ကိုဘယ်လိုဖယ်ရှားရမလဲကြောက်စိတ်ကိုဘယ်လိုကုစားရမလဲဆိုတာကြည့်ကြရအောင်ပါ ကြောက်စိတ်ကိုဖျောက်ဖို့ကြောက်နေတာကိုချက်ချင်းလှုပ်လိုက်ပါဟုတ်ပါတယ်ကြောက်စိတ်ကိုဖယ်ရှားခြင်းရင်ကြောက်နေတဲ့အရာကိုချက်ချင်းလှုပ်လိုက်ပါကြောက်စိတ်ပျောက်သွားပါလိမ့်မယ်အခုလိုပြောလိုက်လို့ကျွန်တော်နောက်ပြောင်နေတယ်လို့တင်ထင်ပါလိုက်မယ်ကျွန်တော်မနောက်ပါဘူးကျွန်တော်ဘာကြောင့်ပြောတယ်ဆိုတာရှင်းပြပါမယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့ကာလအတွင်းမှာအမေရိကန်ရေတပ်စခန်းတစ်ခုမှာတင်းဖောပစ်သွားရင် ရေနဲ့မသေးဆုံးအောင်ဆိုပြီးတော့ရေတက်သားတစ်တွေကိုရေကူးနီတင်ပေးနေပါတယ်ရေကူးကန်တစ်ခုမှာသူတို့ကိုလေ့ကျင့်ပေးနေတာကိုကျွန်တော်စောင့်ကြည့်နေမိပါတယ်တင်တန်းဆရာကငယ်ရွယ်ပြီးကျမ်းမာတဲ့လူငယ်လေးတွေကိုရေပြင်ကနေ၆ပေအမြင့်မှာတက်ဆင်ထားတဲ့တစ်သားပြားပေါ်ကနေရှစ်ပေလောက်နဲ့တဲ့ရေထဲကိုခုံချခိုင်းပါတယ်လူငယ်တွေခုံချမဲ့နေရာတစ်ဝက်ကရေထဲမှာရေကူးကြံ့ကျင်တဲ့ရေတက်သားဟောင်းတွေကစောင့်ပေးနေကြပါတယ်ဒါပေမဲ့လူငယ်တွေဟာရေထဲကိုခုံချရမှာအလွန်ကြောက်ပြီးဒူးတုံနေတာကိုမြင်တွေ့နေရပါတယ်ခုံချခိုင်းတာကိုခုံမချတဲ့လူငယ်တွေကို နီးပြစရာကတယောက်ပြီးတယောက်ရေထဲကိုတွန်းချလိုက်ပါတယ်။လူငယ်တွေဟာကြောက်လန့်နေရအော်ဟဲပြီးခြေကားရလက်ကားရနဲ့ရေထဲကိုပြုတ်ချသွားကြပါတယ်။ဒါပေမဲ့အဲ့ဒီအတွန်းချခံရသူတွေဟာတစ်သားပြပေါ်ကနေဒုတိယချိန်ခုံချတဲ့အခါမှာမကြောက်ကြတော့ပါဘူး။သူတို့ဟာကြောက်စိတ်ကိုအောင်းနိုင်သွားကြလို့ပါ။ကျွန်တော်သင်တန်းစရာကိုမေးကြည့်ပါတယ်။လူငယ်တွေဘာကြောင့်ရေထဲကိုတွန်းချရတာလဲလို့မေးလိုက်ပါတယ်။သူကအခုလိုပဲပြန်ဖြေပါတယ်။တင်းနန်းသားတွေဟာပထမဆုံးအချိန်ရေထဲခုံချဖို့အရန်ကြောက်နေကြပါတယ်။ ဒါပေမဲ့ရေထဲခုံချပြီးသွားရင်တော့နောက်ထပ်တစ်ခါခုံချဖို့မကြောက်ကြတော့ပါဘူး။တကယ်လို့သူတို့ဟာခုံချဖို့ကိုကြောက်ပြီးတွန့်ဆုတ်တွန့်ဆုတ်လုံးနေကြရင်သူတို့ရဲ့ကြောက်စိတ်ဟာပိုပိုကြီးလာပါတယ်တဲ့။အခုအသင်အမတန်ဖိုးတန်တဲ့ဒီစာသားလေးကိုမှတ်သားထားလိုက်ပါ။လှုပ်ဆောင်မှုဟာကြောက်စိတ်ကိုပူစားပါတယ်။ကျွန်တော်တို့ဟာခက်ခဲတဲ့ပြဿနာတွေနဲ့ကြုံတွေ့နေချိန်မှာရွှေနံဘတ်တော်ထဲမှာနေနေသလိုပဲရုံးကန်နေရလို့ဘာလို့လို့ဘာခံရမှမသိဖြစ်နေကြပါလဲ။ကြောက်လဲကြောက်နေကြပါလား။ ဒါပေမဲ့ဒီအချိန်တွေကနေရုံထွက်ဖို့လုံးတင်တာကလုံဆောင်မှုတစ်ခုကိုစတင်လုံဆောင်လိုက်ခြင်းပါပဲတခါကလေဒီကုံတင်မဲတဲ့နေပြဆရာတယောက်ကကျွန်တော်ကိုအခုလိုပြောပြပူပါတယ်လေဒီခုံစင်းနေဆိုတာတကယ်တော့ကြောက်စရာမဟုတ်ပါဘူးဒါပေမဲ့သင်တန်းသားတွေဟာလေရင်ပေါ်မှာသူတို့လေဒီခုံစင်းရမယ်လို့စောင့်နေတော့မှာပဲကြောက်စိတ်တွေဖြစ်ပေါ်လာကြပါတယ်ဆောင်ရတာကြာလေကြောက်စိတ်တွေပိုတိုးလာလေးပါသူတို့တကယ်လေဒီခုံစင်းလိုက်တဲ့အခါမှာကြောက်စိတ်ပျောက်သွားကြပါလေ။ဒါကြောင့်ကျွန်တော်ဟာသူတို့ကိုလေဒီခုံစင်းဖို့လေရင်ပေါ်မှာကြာကြာမဆောင်ရအောင် တတ်နိုင်ဆုံးအစီအစဉ်ပေးရပါတယ်အဲဒီလိုပါပဲလေတီကုံသမားတွေကိုပဲစောင့်ခြင်းဟာကြောက်စိတ်ဖြစ်ပေါ်လာစေတာမဟုတ်ပါဘူးပညာရဲ့နယ်ပယ်တွေကအတွေ့အကြုံများတဲ့လူတွေလည်းစောင့်နေရရင်ကြောက်စိတ်ဝင်လာကြပါတယ်အမေရိကန်နိုင်ငံကအကြီးဆုံးရုပ်မြင်သံကြားကုမ္ပဏီရဲ့ဝါရင်သတင်းကြေညာသူအဝတ်အမျိုးလိုပြပြတာလေးကိုသတိရလာပါတယ်သူပြောပြတာကသူဟာဝါရင်သတင်းကြေညာသူဖြစ်ပေမဲ့သတင်းမကြေညာခင်မှာကြောက်စိတ်ကြောင့်အမြဲတမ်းလိုလိုဇောချေးပြန်နေတတ်တယ်တဲ့သူသတင်းကိုစတင်ကြေညာလိုက်မှပဲသူ့ရဲ့ကြောက်စိတ်ဟာပျောက်သွားတယ်တဲ့ အတွေ့အကြုံများတဲ့ပြဇာတ်တရုပ်ဆောင်တွေကလည်းသူတို့ထွက်ရမယ့်အလဲကိုကန့်လန်ကနောက်ကွယ်မှာစောင့်ရင်းနဲ့ကြောက်စိတ်တွေဖြစ်ပေါ်နေကြပါတယ်။ဘွယ်ကြီးပြိတ္တာကိုကြောက်နေကြတာပါ။ကန့်လန်ကရှေ့ကိုထွက်လိုက်တော့မှပဲကြောက်စိတ်ပျောက်သွားတယ်လို့ပြောကြပါတယ်။ဒါကြောင့်ကြောက်စိတ်ကိုကုစားဖို့ဆိုတာလှုပ်ဆရာရှိတာကိုအချိန်မဆွဲပဲမြန်မြန်ထက်ထက်လှုပ်လိုက်ဖို့ပါပဲ။မမေ့စေချင်လို့ဒီစကားကိုထပ်ပြောပါမယ်။လှုပ်ဆောင်မှုကကြောက်စိတ်ကိုကုစားပါတယ်။လူချင်းအတူတူဘာလို့ကြောက်ရမှာလဲ။လူတချို့ဟာတခြားလူတွေကိုဘာကြောင့်ကြောက်နေကြတာလဲ။ ဘာကြောင့်တခြားလူတွေရှင်းမှာရှိုးလို့ရတယ်မဝမရဖြစ်နေကြရတာလဲချက်ချင်းရဲ့နောက်ကွယ်မှာဘာရှိတယ်လဲကျွန်တော်တို့အဲ့ဒါကိုဘာလို့လို့ရမလဲဆိုတာကိုသုံးသပ်ကြည့်ကြရအောင်ပါလူတွေကိုကြောက်တယ်ဆိုတာမဖြစ်တဲ့ကြောက်ချင်းပါဒါပေမဲ့အဲ့ဒါကိုနီးမသိရင်ကုသဖို့ခက်ပါတယ်အဲ့ဒီကြောက်စိတ်ကိုအောင်းနေတဲ့နီလန်တစ်ခုကိုပြောပြပါမယ်လူတစ်ဖက်သားကိုလေးစားပါလူတွေနဲ့ဆက်ဆံရမှာဒီအချက်ကိုခေါင်းထဲမှာသိကြပါလူတစ်ဖက်သားဟာအရေးကြီးပါတယ်အဲ့ဒီလိုပဲလူတွေဟာအရေးကြီးပါတယ် သင်ကိုယ်တိုင်လည်းအရေးကြီးတယ်ဆိုတဲ့အချက်ကိုမမေ့ပါနဲ့ဒါကြောင့်မို့လူတယောက်နဲ့တွေ့တဲ့အခါအခုလိုတွေ့လိုက်ပါငါတို့ဟာအရေးကြီးတဲ့လူနှစ်ယောက်ဖြစ်တယ်ငါတို့ဟာအထိုင်မြေနှစ်ဦးနှစ်ဖက်စလုံးအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုဆွေးနွေးကြမယ်ဘန်ခဲတဲ့၃လလောက်ကကျွန်တော်အရာရှိတယောက်ကိုသူ့ကုမ္ပဏီမှာလက်လက်နေတဲ့နေရာရှိရင်လူငယ်တယောက်ကိုအင်တာဗျူးလုပ်ပြီးတင့်တော်ရင်အလုပ်ခန့်ပေးဖို့ပြောမှုပါတယ်ဘန်ခဲတဲ့၅လလောက်ကအရာရှိဟာကျွန်တော်ကိုဖုံးဆက်ပြီးအခုလိုပြောလာပါတယ်ဟေးဒေးဗစ်မင်းထောက်ခံပေးတဲ့လူကိုတော့ငါအရင်သဘောကျတယ်ကွာငါဘာကိုသဘောကျတာလဲဆိုတာမင်းသိလား ကျွန်တော်ကဘာများလဲဗျသူကဒီလိုပြန်ပြောပါဒီလိုကသူ့ပုံစံကိုသဘောကျတာပါအရင်ကအလုလာလျှောက်တဲ့လူငယ်တွေဟာငါအင်တာဗျူးလုပ်တာကိုကြောက်နေကြတယ်သူတို့ဖြေတဲ့အဖြေတွေကလည်းငါသဘောကျမယ်လို့ထင်နေကြတဲ့အဖြေတွေပဲကွာဒါပေမဲ့မင်းထောက်ခံပေးလိုက်တဲ့ကောင်းလေးကြောက်ကြတော့တမျိုးပဲကွာသူကငါ့ကိုလေးစားတယ်ဒါပေမဲ့အရေးကြီးတာကသူဟာသူ့ကိုယ်သူလည်းလေးစားတယ်ကွာနောက်ပြီးငါသူ့ကိုမေးခွန်းနေမေးသလို ူကလည်းငါ့ကိုမေးခွန်းနေပြန်မေးတယ်ဒီကောင်လေးဟာကြွက်ကလေးမဟုတ်ဘူးတကယ်ယောက်ျားစစ်ပါပဲသူ့ကိုငါအလုတ်ခန့်လိုက်ပြီးသူ့အလုတ်ထဲမှာအစင်းပြေးမှာပါဒါကဘာကိုပြတ်တက်တယ်လဲဆိုတော့လူတစ်ပတ်သားကိုကြောက်နေဖို့မလိုပါဘူးလေးစားဖို့ပဲလိုတာပါအမားလှုပ်ထားတဲ့လူတယောက်ဟာကြောက်စိတ်ကြောင့်သူ့ကိုသူယုံကြည်မှုနဲလာတယ်သူ့လိုပုံကိမ်းပုံလေးဟာမူမမှန်တာတွေဖြစ်လာပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးအဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်လွန်ခဲ့တဲ့နှစ်အတန်ကြာကကျွန်တော်တင်ပေးခဲ့တဲ့ဘာသာရပ်စာမေးပွဲကို ဖြည့်ဆို့ကြတဲ့ចောင်းသားတွေရဲ့အဖြေလာအားလုံးကိုဆွေးပြီးသွားတဲ့ခါမှာတော့ဖြေလာတဲ့ဆောင်ဟာကျွန်တော်စိတ်ကိုအနောက်ရှက်ဖြစ်စေပါတယ်။ဖြေလာရှင်ចောင်းသားဟာအတန်းထဲမှာအခုဖြေလာတဲ့ဘာသာရရဲ့အကြောင်းအရာတွေကိုဆွေးနွေးနေကောင်းကောင်းဆွေးနွေးနိုင်ခဲ့သူပါ။အရင်ကစာမေးပွဲတွေမှာဆိုရင်သူဟာဘာသာရတိုင်းမှာအမှတ်အများဆုံးနဲ့ထွေဆုံးကကြီးအောင်မြင်နေခဲ့တာပါ။အခုသူပြေလာတာဟာအတန်းထဲမှာအမှတ်အနည်းဆုံးဖြစ်နေပါတယ်။ဒီကိစ္စကိုစုံစမ်းချင်တာကြောင့်ကျွန်တော်ကတွင်းရင်မှုအမျိုးသမီးကိုအဲ့ဒီចောင်းသားကိုခေါ်ခွင့်လိုက်ပါတယ်။ចောင်းသားဟာကျွန်တော်ရုံးခန်းထဲကိုဝင်လာပါတယ်။ သူ့ကိုမြင်လိုက်ရတော့သူဟာစိုးရွားတဲ့အခြေအနေတည်းရနဲ့ကြုံတွေ့နေခဲ့ရလို့စိတ်ဆင်းရဲနေပုံပေါက်နေပါတယ်။ကျွန်တော်ကသူ့ကိုရှေ့ကထိုင်ကုန်မှထိုင်ခိုင်းလိုက်တယ်။သူထိုင်ကုန်မှထိုင်ပြီးတာနဲ့ကျွန်တော်ကစကားမပြောသေးပဲသူစိတ်ငြိမ်သွားအောင်ခဏစောင့်လိုက်ပါတယ်။ဒီမှာကျွန်တော်ကသူ့ကိုအခုလိုပြောလိုက်ပါတယ်။ပေါ့ဘာဖြစ်တာလဲကွာ။ဒီအဖြစ်လွားဟာငါမျောလင်းထားတာမျိုးမဟုတ်ဘူးလေ။သူကျွန်တော်မျက်နှာကိုမကြည့်ပဲအောက်ကုန်ကုန်ပြီးသူ့ကြောက်ကိုပဲကြည့်နေပါတယ်။မိနေနေငယ်ကြမှသူဟာခေါင်းပေါ်လာပြီးကျွန်တော်မျက်နှာကိုကြည့်ရင်းနဲ့အခုလိုပြောပါတယ်။ဒီလိုပါဆရာ။ဘယင်းတစ်ခေါက်ကျွန်တော်စာကိုးချတာကိုဆရာတွေ့သွားပြီးခဲ့တဲ့က ျွန်တော်ရင်ထဲမှာကဘာကြီးပြစ်တယ်လို့ခံစားနေရပါတယ်။အဲဒါဖြစ်ပြီးကလေးကကျွန်တော်စာထဲမှာစိတ်ဝင်စားအောင်လုပ်လို့မရတော့ပါဘူး။ရိုးရိုးသားသားဝန်ခံရရင်စာကိုချမိတာဒါပထမဆုံးအချိန်မှာကျွန်တော်ပထမအဆင့်ရချင်လို့လောလဲမိတာပါဆရာ။သူဟာတော်ကြီးကိုစိတ်မကောင်းဖြစ်ပြီးနောင်တရနေပုံပေါ်ပါတယ်။ပြီးတော့သူကစကားကိုဆက်ပြောပါတယ်။ကျွန်တော်ထင်ပါတယ်ဆရာကျွန်တော်ကိုကြောင်းထုတ်ပြစ်ဖို့ကျောင်းဦးကြီးကိုအကြောင်းကြားသင်ပါတယ်။တက္ကသိုလ်ရဲ့စီကံထဲမှာပါပါတယ်။ကျောင်းသားတယောက်စာကိုချတာကိုမိရင်ကျောင်းကနေအပြစ်ထုတ်ပြစ်နိုင်တယ်လို့ပါ။ နောက်ပြီးဘောကဒီဖြစ်ဖြစ်ကိုသူ့မိဘတွေတီးသွားမှာကိုလည်းသူအမတန်စိုးရိမ်နေပြီးကြောင်းနဲ့သူ့ဘောတစ်လျှောက်လုံးအတွက်လည်းအမဲစကြီးဖြစ်သွားမှာကိုသူစိတ်ပူနေမိကြောင်းဆက်ပြောနေပါတယ်။သူစကားဆုံးတာနဲ့ကျွန်တော်ကသူ့ကိုခုလိုပြောလိုက်ပါတယ်။ဟောနေစမ်းပါအောင်ကွာ။မင်းစိတ်ကိုရှော့ထားလိုက်စမ်းပါ။အရှင်းပြတာကိုနားထောင်ပါအောင်။မင်းစာကိုချနေတာကိုငါမမြင်ဘူးကွာ။မင်းအခုဝန်ခံတော့မှငါသိရတာပါ။ငါတော်တော်အဲ့ဒါကိုပြဿနာလို့မထင်ပါဘူး။မင်းစာကိုချတဲ့အတွက်တော့ငါတကယ်ဝမ်းနဲ့မိပါတယ်။ကျွန်တော်ကစကားဆက်ပြောပါတယ်။ပေါ့ပြောစမ်းပါအောင်ကွာ။ မဲခုတက်ကတူတက်လာတာဘာတွေ့ကြုံလို့ချင်းလို့လဲစိတ်သက်သာရရသွားတဲ့ပေါ်ကတပြင်းချပြီးခုလိုပြောပါလို့ဆရာကျွန်တော်တက်ကတူတက်ရတဲ့ရည်ရချက်ကိုခြုံပြောရရင်ကျွန်တော်ဘဝမှာဘယ်လိုနေထိုင်ရမယ်ဆိုတာကိုသိချင်လို့ပါဒါပေမဲ့ကျွန်တော်အဲ့ဒီအတွေ့အကြုံတွေကိုရတော့မှာမဟုတ်ပါဘူးကျွန်တော်ကငါတို့ဟာကိုနီးကိုဟန်နဲ့အတွေ့အကြုံရှာနေကြတာပါပဲငါဒီမှာလည်းမင်းအတွေ့အကြုံကနေအောင်မြင်မှုတစ်ခုရလိုက်ပြီးတော့တတ်မှတ်လိုက်ပါပေါ်ရဲ့မျက်နှာမှာအံ့ဩသွားဟန်ပေါ်နေပါလေကျွန်တော်ကစကားကိုဆက်ပြောလိုက်ပါလေမင်းစာခိုးချပြီးကလေးက မင်းစိတ်ထဲမှာမတန်မှုဖြစ်နေတယ်။နေလို့ထိုင်လို့မရဖြစ်နေတယ်။မင်းစိတ်ထဲမှာအပြစ်ရှိသလိုခံစားနေရပြီးမင်းကိုယ်မင်းလည်းယုံကြည်မှုမရှိတော့ဘူး။မင်းစောစောကပြောသလိုပဲမင်းဘွားကြီးကအစိတ်စိတ်အမောပျော်ကွဲသွားမှာကိုစိုးရင်လေ။ဒီမှာပေါ့အများအပြားမှန်တယ်မားတယ်ဆိုတာကိုလူချင်းဝါရှူတော့ငါပဲဖြစ်ဖြစ်ဘာသာရေးရှူတော့ငါပဲဖြစ်ဖြစ်ကြည့်ကြကြရဲခုငါမင်းကိုအမှန်နဲ့အမှားကြောင်းကိုတရားဟောမှာမဟုတ်ဘူးလို့ဒါပေမဲ့လက်တွေကြကြစဉ်းစားကြည့်ကြရအောင်ကွာမင်းလက်ပြမတတ်တဲ့အလုပ်ကိုလုပ်ပြီးသွားကြတဲ့ကမင်းဟာအပြစ်ရှိတယ်လို့ခံစားနေရတယ် ဒီပြည့်ရှိတယ်ဆိုတဲ့ခံစားချက်ကမင်းရဲ့တွေးကောမှုကိုကမောက်ကမဖြစ်သွားစေတယ်။မင်းရဲ့စိတ်ဟာပြောင်ပြောင်နဲ့ရှင်းရှင်းမတွေးတတ်တော့ဘူး။ငါလောက်တာလူတည်သွားမလား၊လူမီသွားမလားလို့မင်းရဲ့စိတ်ကမင်းကိုငင်းနေပြီမဟုတ်လား။မင်းတန်းထဲမှာစစ်တစ်ကိုအရန်လူချင်နေတာကြောင့်မင်းစိတ်ထဲမှာပါမန်တီလေးနဲ့လောက်လိုက်တာမဟုတ်လား။ဒီတိတ်ဆိုရင်နောက်ခါမင်းဟာထိတ်ဆုံးကအရာတစ်ခုကိုလူချင်တိုင်းမလုံးတင်တာတစ်ခုကိုတုံးပြီးတော့မယ်။ဥမာကွာ တနေ့မင်းကအယောင်ကိုတည်းလည်းလုံရင်းနဲ့ပစ္စည်းအယောင်ဆန်ချိန်ချုပ်ချင်နေတယ်ဒီတော့မင်းဟာမင်းပစ္စည်းတွေကိုလူတွေဝယ်ချင်းအောင်မျိုးသားတဲ့နီလန်းတွေတုံးတော့မယ်မင်းအောင်မြင်ချင်အောင်မြင်ပါလိမ့်မယ်မင်းလူချင်းတဲ့ယောင်ဆန်ချိန်ကိုလည်းချိုးချင်ချိုးနိုင်ပါလိမ့်မယ်ဒါပေမဲ့ဘာဆက်ဖြစ်မလဲမင်းစိတ်ထဲမှာအပြစ်ရှိတယ်ဆိုတဲ့ခံစားခြင်းကြောင့်မင်းလိန်ညာရောင်လိုက်တဲ့ပစ္စည်းဝယ်သူတွေကိုမင်းမျက်နှာချင်းဆိုင်ရဲတော့မှာမဟုတ်ဘူးမင်းစိတ်ထဲမှာခုလိုမလုံးမချုံဖြစ်နေလိုက်မယ်သူတို့ငားလိန်နာကိုတီးသွားကြပြီလားနောက်ပိုင်းမှာမင်းပစ္စည်းတွေကိုရောင်းဖို့စီယုံတာ presentation ရှင်းပြတာတွေလုပ်ရင်တိတ်ပြီးအကျိုးဖြစ်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့မင်းစိတ်ထဲမှာမလုံမလဲဖြစ်နေလို့ပဲ။မင်းအလုံးမှာအာရုံမစိုက်နေတော့ဘူး။ပထမပိုင်းမှာတော့မင်းအလုံးကိုမထိခဲ့ပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့မင်းရဲ့ပစ္စည်းအယောင်းဆန်ချိန်ကျလာမှသိချတယ်။မင်းရဲ့ဝင်ငွေတွေအများကြီးထိခိုက်လာလိုက်မယ်။ကျွန်တော်ကဆက်ပြောတယ်။စီးပွားရေးလုပ်ငန်းရှင်တယောက်စီးပွားပြစ်တာရှိခဲ့ဘူးလေ။ဘာဖြစ်လို့လဲဆိုတော့သူဟာမိမအငဲနှောင်းထားတာကိုသူမိမတီးသွားမှကိုအမြင်ဆိုးရင်နေတယ်။ ်သူတည်တော့မလားသူဘယ်တော့တည်တော့မလဲဆိုပြီးတော့အမြဲတမ်းစိုးရင်နေတယ်တဖြည်းဖြည်းနဲ့အဲ့ဒီလူဟာသူ့ကိုယ်သူယုံကြည်မှုနဲလာတယ်အလောက်ကိုအာယုံမစိုက်နိုင်တော့လို့စီးပွားရေးချစင်လာပြီးနောက်ဆုံးမှာသူစီးပွားပြတ်သွားတယ်လက်တော်မှုကျူးလွန်သူအများစုရဲ့ဖန်ခံကြရတာဟာရဲတွေရဲ့စုံစမ်းထောက်လှမ်းမှုတဲ့ရှားသောသားတွေကိုယ်တိုင်ကအပြစ်ရှိတာကိုစိတ်ထဲမှာသိပြီးတော့သူတို့ကျူးလွန်ထားတာဘယ်တော့ပုံမလတ်ဆိုတဲ့ကြောက်တဲ့စိတ်ကြောင့်ပဲဖြစ်ပါတယ် ဘယ်ဒီကြောင့်စိတ်ကြောင့်သူတို့ကျူးလွန်ထားတာဘယ်တော့ပုံမလဲဆိုတဲ့ကြောက်တဲ့စိတ်ကြောင့်ပါပဲဘယ်ဒီကြောင့်စိတ်ကြောင့်သူတို့ရဲ့အပြောဆိုအပြုမူတွေဟာမုံမမှန်တော့လို့တန်တရားရှိသူစင်းထဲမှာပါလာခဲ့ပါတယ်နောက်ပြီးငါတို့အားလုံးဟာအမှန်ကိုပဲစဉ်းစားချင်းကြတယ်အမှန်တိုင်းလုံးချင်းကြတဲ့ဆန္ဒရှိတယ်ဒါပေမဲ့အဲ့ဒီဆန္ဒကိုစန့်ကျင်မိလိုက်တဲ့အခါငါတို့ရဲ့မသိစိတ်ထဲမှာကင်ဆာရောဂါလိုဖြစ်လာတယ်အဲ့ဒီကင်ဆာဟာတဖြည်းဖြည်းကြီးထွားလာပြီးတော့ငါတို့ရဲ့ယုံကြည်မှုကိုတဖြည်းဖြည်းကိစားလာပါတော့တယ်ဒါကြောင့်ငါတို့ဟာငါ့ကိုမိသွားမလားသူတို့တီးသွားကြမလား ငါအဖမ်းမခံရပဲလွတ်နိုင်ပါမလားဆိုပြီးကြောက်လန့်စိုးရင်နေရတဲ့အခြေအနေမျိုးမရောက်အောင်ထိထားဆောင်ကျင်ဖို့လိုလဲကွ။ဒါကြောင့်ထိဆိုးရောက်ရှင်လို့ဆိုပြီးမင်းရဲ့ယုံကြည်မှုကိုထိခိုက်မခံပါနဲ့။ဘောကကျွန်တော်ပြောတာကိုသဘောပေါက်ပါတယ်လို့ပြောလို့ဝမ်းသာသွားပါတယ်။သူဟာအမှန်ကိုလုံချင်းရဲ့တန်ဖိုးကိုတီးသွားပါပြီ။ကျွန်တော်ကဆံမွေးဘက်ကိုနောက်တစ်ခါထပ်ပြေးဖို့အကြံပေးလိုက်ပါတယ်။သူကစာကိုချတဲ့ကိစ္စကိုဘယ်လိုလုပ်မလဲလို့မေးပါလေ။ကျွန်တော်ကအခုလိုပြန်ပြေးလိုက်ပါလေ။စာကိုချတာနဲ့ပတ်သက်ပြီးအရေးယူရမယ်ဆိုတဲ့အကြောင်းစီကံကိုမသိပါဘူး။ ဒါပေမဲ့မင်းတီထားဖို့ကစာကူးချတဲ့ចောင်းသားတိုင်းကိုသာចောင်းထုတ်ပြရမယ်ဆိုရင်အခုငါတို့တက္ကသိုလ်မှာရှိတဲ့အာမောက္ခတဝက်လဟာဒီចောင်းမှာရှိရောမဟုတ်ပါဘူး။နောက်ပြီးစာကူးချဖို့စိတ်ကူးတဲ့ចောင်းသားတိုင်းကိုသာရေးယူရမယ်ဆိုရင်ငါတို့တက္ကသိုလ်ကိုပိတ်ထားလိုက်ရမှာပဲ။ဒါကြောင့်အခုမင်းစာကူးချတဲ့ကိစ္စကိုငါမေ့ပြလိုက်မယ်။ဒါပေမဲ့နောက်တစ်ချိန်စာကူးချရင်တော့ငါလုံးဝခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာတော့သိထားပါ။ပေါ်ကဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာလို့ပြန်ပြောလိုက်ပါအခုပေါ်ရဖြစ်ဖြစ်ကလည်းကျွန်တော်တို့ဘာသင်ခန်းစာရလိုက်ပါကြတယ်။မန္နာကိုပဲလို့ရင်တင်းစိတ်ကတန့်တယ် တင်းကုန်တင်ကျင်တတ်တယ်ဒါဆိုရင်တင်းရဲ့ယုံကြည်မှုအခိုင်မာလာမယ်တင်းစိတ်ထဲမှာမာမန်သီလရဲ့မဟုတ်တာကိုလုပ်ရင်တင်းမှာမကောင်းကျိုးတစ်ခုဖြစ်လာပါမယ်ပထမကတင်းစိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားနေမိပြီးတော့တင်းကုန်တင်ယုံကြည်မှုလျော့နယ်လာပါလိမ့်မယ်ဒုတိယကတင်းအဲ့ဒီလိုလုပ်လိုက်တာကိုလူတွေသိသွားရင်လူတွေကအသင့်ပေါ်ယုံကြည်မှုရှိကြတော့မှာမဟုတ်ပါဘူးမန္တာကိုလုပ်ရင်းနဲ့ယုံကြည်မှုကိုတိစောက်ပါဒါဆိုရင်ကြောက်စိတ်နေတော့ပါလိမ့်မယ်ဒါဟာတင်းရဲ့အောင်မြင်မှုစီတွားရမယ့်အဆင့်တစ်ခုပါ။ယုံကြည်မှုတိုးလာစေဖို့အထင်ကျင်ကံ၅ခု အခုဒီပြောခဲ့တာတွေကိုအနှစ်ချုပ်လိုက်ရင်ကြောက်တဲ့စိတ်ကိုဖျောက်ဖို့ယုံကြည်မှုလိုအပ်ပါတယ်အခုဖော်ပြပေးမဲ့ယုံကြည်မှုလိုလာစေဖို့နီလငါးခုကိုတည်ပြီးသွားရင်တော့မလွဲမသွေတင်းရဲ့ယုံကြည်မှုဟာတိုးလာပါလိမ့်မယ်နံပါတ်1ရှည်တန်းခုံမှာထိုင်ပါစီးပွေးတွေမှာကြောင်စာသင်ခန်းတွေမှာ ဒါမှမဟုတ်လူအများစုစုဝေးတဲ့နေရာတွေမှာနောက်ဆုံးခုံတန်းတွေဟာလူအရင်ဆုံးပြည့်တတ်တယ်ဆိုတာကိုသတိထားမိပါရဲ့လားလူတော်တော်များများဟာနောက်ဆုံးခုံတန်းတွေမှာထိုင်ကျင်ကြပါတယ်။ဒါကြောင့်လဲသူတို့ကိုသူတို့ယုံကြည်မှုမရှိကြလို့ပါလူတွေຢားထဲမှာမတိတအောင်မပေါ်လင်းအောင်နေကြတာပါ။ရှီတန်းခုံမှာထိုင်ကျင်ဟာတင့်ကိုယုံကြည်မှုဖြစ်ပေါ်လာသေးပါတယ်။ဒါကြောင့်အခုချိန်ကစပြီးရနိုင်ကြမြရှီတန်းခုံမှာထိုင်ပါ။အဲဒီလိုထိုင်တဲ့အတွက်တင်ဟာလူຢားထဲမှာပေါ်ပေါ်ထင်ထင်ဖြစ်နေပါမယ်။အောင်မြင်ခြင်းထင်ရှားပေါ်လင်းအောင်နေတတ်ရမယ်ဆိုတဲ့အချက်ကိုအမြဲတမ်းမှတ်ထားပါ။ မျက်လုံးချင်းဆိုင်ဖို့လေ့ကျင့်ပါလူတစ်ယောက်ရဲ့မျက်လုံးအသုံးချပုံကိုကြည့်ချင်းအပြင်သူ့အကြောင်းကို ပြောလို့ရပါတယ်လူတစ်ယောက်နဲ့တင်လက်ဆွဲနှုတ်ဆက်တဲ့အခါအဲဒီလူကတက်မျက်လုံးကိုမကြည့်ဘူးဆိုရင်တင်းစိတ်ထဲမှာအခုလိုမိခွန်းနေလူလျောက်ပေါ်လာပါလိမ့်မယ်ဒီလူဟာဘာမျှဖုံးကွယ်ဖို့ကြိုးစားနေတာလဲသူငါ့ကိုဘာလို့ဖို့ကြံနေတာလဲသူငါ့ကိုဘာကြောင့်ရင်မဆိုင်ရဲတာလဲသူဘာကိုကြောက်နေတာလဲစတာတွေပါနောက်ပြီးသူကအင့်ကိုခုလိုပြောနေသလိုပါပဲမင်းအနားမှာနေရတာငါအားငယ်သလိုခံစားရတယ် ငါမင်းထဲညံ့နေငါမင်းကိုကြောက်နေတယ်။ဒါမှမဟုတ်ကျွန်တော်ခမည်းကိုမတိစေချင်တာတစ်ခုခုလှုပ်ထားလို့အပြစ်ရှိတယ်လို့ခံစားနေရတယ်။ခမည်းနဲ့မျက်လုံးချင်းဆိုင်လိုက်ရင်ခမည်းကျွန်တော်အတွင်းစိတ်ကိုမြင်သွားမှာကိုစိုးရင်နေတယ်။စတာတွေပြောနေတယ်လို့ပါပဲ။သင်လည်းတစ်ဖက်လူနဲ့မျက်လုံးချင်းမဆိုင်ရဘူးဆိုရင်သင်ဟာသူ့ကိုအခုလိုပြောလိုက်တာပါပဲ။ကျွန်တော်ခမည်းကိုကြောက်တယ်ဗျ။ကျွန်တော်ကိုကျွန်တော်တိတ်ယုံကြည်မှုမရှိဘူးဗျ။တကယ်လို့သင်တစ်ဖက်လူရဲ့မျက်လုံးကိုကြည့်ပြီးလက်ဆွဲနှုတ်ဆက်မယ်ဆိုရင်တော့သင်ဟာသူ့ကိုအခုလိုပြောလိုက်တာပါပဲ။ကျွန်တော်ဟာယူသားသူတယောက်ပါ။ ကျွန်တော်ပြောနေတာတွေကအမှန်ပါကျွန်တော်ခမားကိုမကြောက်ပါဘူးကျွန်တော်မှာယုံကြည်မှုအပြည့်ရှိတယ်ဒါကြောင့်အခုချိန်ကစပြီးလူတယောက်နဲ့လက်ဆွဲနှုတ်ဆက်ရင်ဖြစ်ဖြစ်စကားပြောရင်ဖြစ်ဖြစ်သူ့မျက်လုံးကိုရေရေဝံဝံစိတ်ကြည့်ပါတင့်မှာယုံကြည်မှုဖြစ်လာသလိုသူလည်းတင့်ကိုယုံကြည်လာပါလိမ့်မယ်25ရာခိုင်နှုန်းပို့ပြီးမြန်မြန်လျှောက်ပါစိတ်ပညာရှင်တွေပြောတာတခုရှိပါတယ်ပိုတိဘက်ဒီဝက်ပြီးလမ်းကိုလေးလေးကန်ကန်လျှောက်တတ်တဲ့သူဟာသူ့ကိုယ်သူသူ့အလုပ်သူ့ပတ်ဝန်းကျင်ကလူတွေကိုမနှိမ်မြှုပ်တဲ့စိတ်ထားရှိတတ်တယ်တဲ့ ဒါပေမဲ့အဲ့ဒီဆိုင်ကြောင်ကိုပြောင်းလဲဖို့ဘဝစားတွေတတ်တတ်ရရဝတ်ပြီးလမ်းကိုတွတ်တွတ်လပ်လျှောက်ချင်းအဖြစ်ပြောင်းလဲလို့ရတယ်လို့ပြောထားပါတယ်။တာမန်လူတွေဟာတာမန်ခြေလန်းတွေလမ်းလျှောက်တတ်ကြပါတယ်။သူတို့ရဲ့ခြေလန်းဟာပုံမှန်ပါပဲ။သူတို့ကိုကြည့်လို့ရင်ငါကငါဂုံယူဝန်ကြားစိတ်မရှိဘူးလို့ပြောနေသူတို့ပါပဲ။လေးလေးကန်ကန်လမ်းလျှောက်တတ်သူတွေနဲ့မှန်မှန်လေးပဲလမ်းလျှောက်တတ်သူတွေမှာသူတို့ကိုသူတို့ယုံကြည်မှုနဲကြပါတယ်။မြန်မြန်တွတ်တွတ်လမ်းလျှောက်တတ်တဲ့သူတွေဟာသူတို့ကိုသူတို့ယုံကြည်မှုအပြည့်ရှိကြပါတယ်။သူတို့လမ်းလျှောက်ပုံဟာအခုလိုပြောနေသူတို့ပါပဲ။ ငါရေးကြီးတဲ့နေရာကိုသွားနေတယ်။ငါရေးကြီးတဲ့ကိစ္စတစ်ခုလုပ်ဖို့သွားနေတယ်။နောက်ပြီးငါလုံးမဲ့အလုပ်ဟာအောင်မြင်လိုက်မယ်။အခုချိန်ကစပြီးတင်လန်းချောင်းလေးကြနှုတ်တဲ့25ရာခိုင်နှုန်းပုံမြအောင်ခြေလန်းတက်တက်နဲ့လမ်းလျှောက်ပါ။ရင်ကော့ခေါင်းပေါ်ပြီးလျှောက်ပါ။ဒီလိုပုံစံနဲ့လမ်းလျှောက်ရင်တင့်ကိုယ်တင်ယုံကြည်မှုပိုပြီးတိုးလာပါလိမ့်မယ်။စမ်းကြည့်ပါထူးခြားလာတာကိုတွေ့ရပါလိမ့်မယ်။ဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးပါကျွန်တော်ဟာလူပေါင်းစုံပါဝင်တဲ့အုပ်စုလေးတွေနဲ့မကြာခဏဆွေးနွေးစကားပြောရပါတယ် ဲ့ဒီခါမှာအတိမြင်ကြော်ပါပြီးစကားကောင်းကောင်းပြောတဲ့သူတို့ချို့ဟာဆွေးနွေးစကားပြောရမှာမပါဝင်ကြတာကိုတွေးမိပါတယ်။သူတို့ဟာဆွေးနွေးစကားပြောရမှာမပါဝင်ရှင်ကြလို့မဟုတ်ဘဲနဲ့သူတို့မှာယုံကြည်မှုကင်းမဲ့နေကြလို့ပါ။ဆွေးနွေးပွဲဒီမှာစကားတစ်ခါမှမပြောဘဲနှုတ်ဆက်နေသူတွေရဲ့စိတ်ထဲမှာအခုလိုစဉ်းစားနေလို့ဖြစ်ပါလိမ့်မယ်။ငါပြောမယ့်အကျင့်ဟာတန်ဖိုးရှိမယ်လို့မထင်ဘူး။ငါတခုခုပြောလိုက်ရင်သူတို့ကငါ့ကိုယူတယ်လို့ထင်သွားလိုက်မယ်။ပြီးတော့တခြားလူတွေဟာငါ့ထက်ပိုသိမှာပါ။သူတို့ငါ့ကိုမသိနားမလဲသူလို့အထင်မှားနေမှုပါ။ ဒီလိုပဲစီးဝေးတိုင်းမှာသူဟာနှုတ်ဆက်နေလို့သူ့ကိုယ်သူညံ့နေလို့ခံစားလာနေမိတယ်။သူစိတ်ထဲမှာနောက်တစ်ခါအစီဝေးကြရင်တော့ပြောမယ်လို့စိတ်ကူးနေတယ်။ဒါပေမဲ့သူပြောပြမှာမဟုတ်ဘူးဆိုတာသူ့စိတ်ထဲမှာသိနေပါလေ။ဒါဟာအမတန်ယုံကြည်ပါလေ။သူဟာပါဝင်ဆွေးနွေးဖို့ပြက်ကွက်သွားတဲ့အချိန်တည်းဟာသူ့ရဲ့ယုံကြည်မှုကိုအစိတ်တစ်ချိန်စီခတ်လိုက်တယ်လို့ပါပဲ။ကြာတော့သူ့ရဲ့ယုံကြည်မှုဟာတည်သွားပါလေ။ဒီလိုမှမဟုတ်ပဲသူဟာပါဝင်ဆွေးနွေးတဲ့အချိန်ပိုများလာလေလေ။သူ့ကိုယ်သူယုံကြည်မှုပိုတိုးလာလေဖြစ်ပါလိမ့်မယ်။နောက်ဆွေးနွေးပွဲတွေမှာဆိုရင်ပါဝင်ဆွေးနွေးဖို့အလွယ်ကူလာပါလိမ့်မယ်။ ဒါကြောင့်အခွင့်အရေးရတဲ့စကားပြောပါ ပါဝင်ဆွေးနွေးပါအဲ့ဒါကအဲ့ကိုယုံကြည်မှုတည်ဆောက်ရမှာအားစေတစ်ခွဲ့ဖြစ်ပါတယ်အစည်းအဝေးတွေဆွေးနွေးပွဲတွေမှာစကားပြောလို့ဆွေးနွေးလို့သူများတွေကအဲ့ကိုငပေါငကြောင်လို့ထင်သွားမှာကိုမစိုးရင်ပါနဲ့သူတို့မထင်ပါဘူးသင်ပြောတာကိုသဘောမတူသူရှိကြသလိုသဘောတူတဲ့သူတွေလည်းရှိကြတယ်ဆိုတာသဘောပေါက်ပါနောက်ပြီးအဲ့ကိုတင်ဒီလိုမိခွန်းမျိုးမမေးမိပါစေနဲ့ငါဆွေးနွေးရပါမလားဆိုတာမျိုးပေါ့ကျန်တဲ့တခြားသူတွေဂရုစိုက်နေမယ်စားတင်ပြောတာကိုနားထောင်နေတဲ့စီဝေဘွဲရဲ့ဥက္ကရသုံးမဟုတ်တင်ပြောမဲ့သူကိုသာအာယုံစိုက်ထားပါ သူတို့ဟာတင့်အနာကတ်ကိုဆုံးဖြတ်ပေးမဲ့သူတွေဖြစ်ပါတယ်။တင်စကားပြောတာကိုလောင်ပြောင်နေတဲ့သူတွေကတော့တင့်ရဲ့အနာကတ်ကိုဆုံးဖြတ်ပေးမဲ့သူတွေမဟုတ်ကြပါဘူး။အားရပါရပြောမှာ။အပြုံးတစ်ချက်ဟာတင့်ကိုအားတက်စေပါတယ်။နောက်ပြီးတော့အပြုံးဟာယုံကြည်မှုယုံနေသူတွေအတွက်အကောင်းဆုံးသောစေတလက်ပါဆိုတဲ့အကြောင်းကိုကြားဖို့ပါသလား။ဒါပေမဲ့လူတော်တော်များများဟာဒီချက်ကိုတကယ်တမ်းမယုံကြည်ကြပါဘူး။အဲ့ဒီချက်ကမှန်ကန်တယ်ဆိုတာကိုဒီစမ်းသပ်မှုတွေတစ်ခုလုပ်ကြည့်ရင်သိနိုင်ပါတယ်။စိတ်ထဲမှာဝမ်းနဲ့စရာတစ်ခုခုကိုခံစားလိုက်ပြီးတစ်ချိန်တည်းမှာပဲအားရပါးရပြုံးကြည့်လိုက်စမ်းပါ အဲ့ဒီနှစ်ခုကိုတပြိုင်တည်းလုံးလုံးမရဘူးဆိုတာသင်သတိပြုမိပါလိမ့်မယ်။ဒါကြောင့်လဲဆိုတော့အားရပါရပြုံးခြင်းဟာသင်ကိုယုံကြည်မှုဖြစ်ပေါ်စေပါတယ်။ယုံကြည်မှုကသင်ကြောက်စိတ်ကိုအနိုင်ယူနိုင်ပါတယ်။သင်ရဲ့စိုးရိမ်မှုကိုလည်းတွန်းထုတ်နိုင်ပါတယ်။သင်ရဲ့စိတ်မချမ်းမြေ့မှုကိုအောင်းနိုင်ပါတယ်။ဒါကြောင့်သင်အားရပါရပြုံးနေရင်ဝမ်းနည်းအောင်လုံးလုံးမရတာပါ။ဒီသဘောတရားကိုသိပြီဆိုရင်သင်အတွက်အချိုးရှိအောင်လုပ်လို့ရပါတယ်။ဒါကသင်ဝမ်းနဲ့နေရင်ယုံကြည်မှုကြဆင်းနေရင်အာရပါရတာပြောင်းလိုက်ပါအဲ့ဒီဝမ်းနဲ့မှုကိုရောပါသွားစေသလိုယုံကြည်မှုတိုးလာတာကိုမြင်တွေ့ရပါလိမ့်မယ် အဲ့ဒါပြုံးချည်ရဲ့အစွမ်းပါပဲတကယ်စိတ်မှန်တဲ့ပြုံးဟာတင်းရဲ့စိတ်မချမ်းသာတဲ့ခံစားချက်တွေကိုကုသယုံထက်မကပိုပါတယ်အစစ်အမှန်ပြုံးတာဟာတခြားသူတွေရဲ့ရန်လိုတဲ့စိတ်ကိုတောင်အကြီးပြောကြစေနိုင်ပါတယ်တင်းကရိုးရိုးသားသားအစစ်မှန်ပြုံးနေရင်တခြားသူတွေဟာတင်းကိုစိတ်မဆိုးနိုင်ကြပါဘူးပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်ဟာမီးပိန်လမ်းဆောင်တစ်ခုမှာမီးစိမ်းလို့ကားကိုရက်ပြီးစောင့်နေပါတယ်။ဒီချိန်မှာကျွန်တော်ကားကိုနောက်ကကားတစ်စီးကဝန်ကလင်းလာတိုက်ပါတယ်။ကျွန်တော်ကကားနောက်ကြီးမှန်ကန်နေကြီးလိုက်တော့အဲ့ဒီကားမောင်းတဲ့သူဟာကားထဲကဆင်းလာတာကိုတွေ့လိုက်ရပါတယ်။ ဒါနဲ့ကျွန်တော်ကလည်းကားထဲကနေထွက်လိုက်ပါတယ်ကျွန်တော်ကဒေါသနဲ့သူ့ကိုအော်ဟစ်ပြောမလို့ပါပဲကျွန်တော်ကဟောပြောပွဲတွေမှာဒေါသစိတ်ကိုထိန်းဖို့ပြောလို့ရှိပေမဲ့ဒီတစ်ခါမှကျွန်တော်သတိတစ်ချက်လွတ်သွားမိပါတယ်သူ့ကိုရစရာမရှိအောင်ပြောပြတော့မယ်လို့စိတ်ထဲမှာကြုံဝါထားလိုက်တာပါကံကောင်းတယ်လို့ပြောရမှာလားပဲကျွန်တော်ပါဇက်ကစကားတစ်ခေါက်မှမထွက်ရသေးခင်ပါပဲသူကကျွန်တော်စီကိုပြုံပြီးလမ်းလျှောက်လာတာပါအနာရောက်တော့သူကမတ်စတာခမရကျွန်တော်ခမရကကိုတိတ်ဖို့မရည်ရပါဘူးကျွန်တော်ဗရိတ်နေရင်ခြေောက်ချော်သွားတာပါလို့ပြောလာပါတယ် သူရဲ့ပြုံးတဲ့ရိုးသားတဲ့ဝန်ခံချက်ဟာကျွန်တော်ဒေါသကိုအစီပြောကြသွားစေပါတယ်။ကျွန်တော်ကလည်းကိစ္စမရှိပါဘူး။ဒီလိုမတော်တဆလူတွေဖြစ်နေကြပါလို့သူ့ကိုပြန်ပြောလိုက်ပါတယ်။မျက်စိအတမိုက်တွင်းမှာပဲကျွန်တော်ရဲ့ရန်လူမှုဟာမိုက်ဆွေဖြစ်လို့စိတ်ကိုပြောင်းသွားပါတော့တယ်။ဒါကြောင့်အာရပါရပြုံးလိုက်ပါ။အကြီးကြီးပြုံးပါ။တဝက်တစ်ပြက်အပြုံးမျိုးမဖြစ်ပါစေနဲ့။သွား30နှချောင်းလုံးပေါ်အောင်ပြုံးပါ။တင်သွားတွေကျိုးနေလို့ဒါမှမဟုတ်သွားတွေမလာလို့ပြုံးရမှာကိုမောင်ဝမရေဖြစ်မနေပါနဲ့။ရေရေကြီးတာပြုံးလိုက်စမ်းပါ။ တပည့်လူဟာတင်သွားတယ်မလာတာကိုမြင်မှာမဟုတ်ပါဘူး။သူကတင်းရဲ့ຫນွေထွေးတဲ့အပြုံးကိုပဲမြင်သွားမှာဖြစ်ပါတယ်။အဆုံးထိနားတော်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေရဲ့အောင်မြင်မှုတွေကိုဟန်တာလာမဲ့ကြောက်စိတ်တွေကိုဖယ်ရှားသွားနိုင်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကျေးဇူးပါ။နောက်ဗီဒီယိုလေးမှာကြံဆောင်ပါမယ်။